မို့ဖះရနည်းဖြစ်သွားရတယ်ဒါပေါ့အဲ့ဒါဘာလို့လဲဆိုတော့တပည့်တော်ပြတာကဒီတမထသမာဓိရအောင်ရေလုပ်ပေးတယ်စိတ်ကိုဘယ်လိုထင်ရမယ်လုပ်ပေးတယ်အဲ့တော့အဲစိတ်ကိုတည်ကြည်အောင်ဘောနောဟိုခြိလိုက်လို့ခုတည်းခြိသေးသဘောမျိုးပေါ့အဲ့ဒီကလည်းသူတို့အာဝီလေထွက်လေကလည်းသူတို့စိတ်ငြိမ်သွားပြီသူတို့စနိုင်လောက်ခိုင်းနိုင်ပြီဆိုလို့ရှိရင်သူတို့ဝိပဿနာပြုလိုက်တယ်အဲ့တော့သူတို့ကလည်းသူတို့ပဲဒီဝေဒနာကိုသူတို့ရှုတယ်အဝေဒနာရှုတဲ့အချိန်မှာသူတို့ကဒါပြောင်းလဲတဲ့သဘောမျိုးသူတို့မြင်လာမယ်သူတို့ကလည်းသူတို့ဒါအများအားသူ ပြတ်ချက်သွားတယ်ဗျာအတိအသေးတွေဖြစ်နေတယ်ဆိုတာနဲ့သူတို့သိလာပြီဆိုရင်သူတို့ကလည်းသူတို့ယူနေသွားမယ်ဒီလိုပေါ့တပည့်တော်ကတော့ဘာဖြစ်လို့နေရမလို့ညံရလို့အဲ့လိုတွေဘာမှမရှိဘူးဗျာ သူတို့ဘာဖြစ်နေလဲဆိုတော့မေးရင်သူမေးခုမေးရင်သူတို့ဒါဆိုဆက်ပြီးတော့ဒီလိုသွားအဲ့ဒါဆက်ဆက်ပြီးတော့လုံလိုက်ကောင်းတယ်အဲသူတို့နည်းနည်းတော့သူတို့ push လုပ်ပေးရမှာပေါ့လေဟာတော့ကောင်းလာပြီထူတက်လာပြီအဲ့ဒါဆိုရင်တော့ဆက်ပြီးတော့ဒီလိုပဲရှူတော့အဲ့တော့ပဲခင်ဗျအဲ့တော့ဆိုရင်သူတို့တွေပြီးတော့ဒါအများဆုံးအခုဒီမှာနေတယ်တပည့်တော်အနေနဲ့ပြပြရတာဆိုရင်တော့အာမိတ်ဆက်တဲ့ကြီးရတယ်စံပါတဲ့ကြီးအထီးပဲ မိတ်ဟုတ်ပါဘောမိတ်စတဲ့ကြီးကလည်းတပါတဲ့ကြီးပေါ့အဲ့ဒါကတော့ကျွန်တော်ပါဠိလိုကျတော့မစ်မိမိတ္တယဒရစ္စတိကလည်းသမ္မောဒရစ္စတိမိတ္တယဆိုတာအမဒရစ္စတိဆိုတာအမွေဘောနောသမ္မောဆိုတာအမဒရစ္စတိဆိုတာအဲ့ဒါကပါဠိလိုအဲ့ဒါလည်းပြောပါဠိလိုကျောင်းတော်ရယ်ရာသူဆိုရင်ဆိုရင်ပါဠိလိုဆက်တယ်ဟုတ်လေဒီစကားတွေကပါဠိစကားတွေကဒီကလားလာပဲလေဒီဟိန်းကြီးတွေဆရာလေးတို့နီပေါ်ကြီးအဲ့ရလာခဲ့တဲ့ဘာသာစကားတွေပဲလေ ဆရာလေးကအမှန်တမ်းကဘုမကိုအရက်ကိုပြန်ရောက်သွားတာလေအဲဆရာလေးကအတိတ်ဘဝတိုင်းဒါရီကပါခဲ့လို့ဒီနေရာအခုတာနာပြုခွင့်ရနေတာအခုနလို့ပေါ့ကိုမလည်းအတိတ်ဘဝကအဲဘာဒီအနေချက်ရှိခဲ့လဲမသိဘူးမိမဘဝရတာတို့နောက်ပြီးစပီးသင်ကြားမှုအနေခဲ့တာတို့ဘဝရဲ့ပြသက်တဲ့အချိန်ဒီအချိန်မှာပြန်တွေ့တာဟိုဆရာလေးပြည့်တဲ့အချိန်မှာခုနဆရာလေးပြောတဲ့စကားဟိုတပြိတော့ရတဲ့ဘုံဘုံလမ်းပြီးတော့ဆက်တော်လေအမရီနူလာဥစဉ်ဘောရကွင်ဆရာတော်ပါအဲဒီမဖျားပြောပါဖျား ပြီးတော့ဘုန်းကြီးနဲ့သံဃာပြောကြည့်မှုလေဟုတ်ပါဗျာတပည့်တော်ကသံဃာမပြောချင်တာအဲ့လိုမဟုတ်ဘူးဗျာတပည့်တော်လေဘုန်းကြီးမပြောနဲ့ဒီနေ့အဲတို့ကဒီနေ့အရသမမနေ့ကသူဝူရင်တပည့်တော်ကိုရှစ်ကိုရဗျာပြပြချင်တာကတပည့်တော်ကအဲ့ဒီဗီဒီယိုတွေရရင်မှကြောက်လို့တပည့်တော်အဲ့လိုမကြောက်ဘူးဘုန်းကြီးနဲ့မတွေ့ခင်မှာအဝေးရလန့်ပြောတာဆရာလေးလည်းဘုန်းမမြင်ဘူးကြားတယ်လေစီရယ်ဆရာတော်ကျောင်းနဲ့ကြားတော့အဲ့လိုမျိုးတပည့်တော်ကအဲ့လိုဒီလိုလောက်တာလေးပါလေတပည့်တော်အဲ့လိုပေါ့ဟောအဲ့လို ဘယ်လိုပြောင်းလဲအဲ့လိုကြီး popular အဲ့တော့ဘုံဘုံမှတ်မိတာအဲ့လိုပါတပည့်တော်ကဘုန်းကြီးတွေကစာတက်လို့တပည့်တော်ကြည့်ညိုတယ်ဗျာအကုန်လုံးကိုလေဘာလို့ဆိုတော့တပည့်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ဒါသံဃာတွေကိုအာဒီနေ့ဝိတ္တသံဃာဆိုရင်လည်းတပည့်တော်တို့ကရှုခွင့်ရမယ်ကြည့်နေရမယ်သံဃာအနေနဲ့အားလို့တပည့်တော်ကြည့်နေတယ်အာဘုရားဘုံကြီးလို့လည်းမဟုတ်ပါဘူးဗျာအားလို့တပည့်တော်အဲ့တမို့အခုဆရာတော်ကြားလာပြီဆိုတော့တပည့်တော်ဝမ်းသာတယ်ဘာလို့လဲအေးပါဘာလို့အဲ့ဒါကိုဘုံဘုံပြောချင်တာပြောချင်တာ ဆရာလေးစီကိုခမုန်းကိုယ်တိုင်ကဆက်ပြီးတော့အကြောင်းကြားခဲ့တယ်လို့ဆရာလေးကလည်းစာပင်နဲ့မတက်လို့တပြီးတော့မပြောချင်ဘူးလို့ပြောတဲ့စကားနောက်ကြအင်တာမပြူးချင်ဘူးမကြောညာချင်ဘူးအဲမကြောချမ်းချင်ဘူးဆိုတဲ့စကားဒါတွေအားလုံးအမှတ်မိတဲ့အထက်မှာအဓိကတော့စာပင်အားနဲ့တော့တပြီးတော့ပြောရင်မှားမှဆိုးလို့ဆိုတဲ့စကားလေးပါတယ်လေခမုန်းကကြတော့တရားကြောင်းမပြောချင်တာဆိုတော့အဲအဲ့တော့လည်းယဉ်ကြီးကပြီးနောက်ကြတော့အဲ့ကုနာကိုကိုစိုးနိုင်ကြီးနဲ့ပတ်သက်ကောနောက်ဆုံးကြခမုန်းစုမှာပဲလာနေရောအချင်းကြီးတွေက ်အကြောင်းတရားတွေသုံးမိနေတာပါပဲလို့ဆရာကလည်းဒီလိုတောင်းဆောက်ပြောပေးရပြောဘယ်တွေ့တွေ့ချင်းလေးကို အမတ်တရားအနေနဲ့ဆရာလေးနဲ့ဦးဇင်းဟာအတိတ်ကံပါအခုလဲကိုဓမ္မသာရလာရင်ဒါဆရာလေးတို့ပွဲကိုဦးဇင်းကပါဝင်လူပဲရှိမှဥဆောင်တယ်မဟုတ်ဘူးအခုကျတော့ဆရာတော်ဦးဓမ္မသာရရဲ့အခြေအနေကလည်းအကြောင်းတရားဖြစ်ပြီးတော့ရက်နောက်ကျတော့ဘုံမပါဝင်တဲ့နေရာမှာဥဆောင်မှုဖြစ်လာတာပေါ့ဟုတ်ပြီဘလောက်ပဲဥဆောင်ဥဆောင်ဦးဓမ္မသာရသွားတဲ့လမ်းကသာ ဘုံမွန်းတွန်းပြရမှာဘုံမွန်းဒါနာပြုတဲ့စိတ်နဲ့ဒါနာပြုတာအမှန်ပဲနဲ့ဘုံပေးခြင်းနဲ့မသက်ကမဟုတ်မသက်ဆိုလဲမှန်တယ်ဒါပေမဲ့ဆရာတော်ဥဒမသားနဲ့ဘုံမွန်းတွဲလာခဲ့တာနှစ်ပေါင်း340လောက်ရှိပြီဆိုတော့အဲ့သူ့ရဲ့တဘောကသူ့အတွေ့နဲ့သူပြောတာဘုံမွန်းကကြတော့စီစနစ်နဲ့ပြောကြတာဒါကြောင့်ဘုံဘုံမွန်းချပြီးတဲ့စီစနစ်ကဆရာတော်သွားမဲ့လမ်းကြောင်းရဲ့ကြိုက်သွားလိမ့်မယ်လို့တော့မြင်မိတယ်လို့အဲ့တော့အဲ့တော့လေဆရာလေးကတော့ပြတော့အာနာညာနီယ ဟိုဒေါ်ဒီနူးဘွားရောသီလရှင်ဘွားရောဘုံအကုန်လုံးမြင်နေခဲ့တယ်လို့ယဉ်ဤပိသားဖြစ်တော့ဒီဘွားရောအလုံးတဲ့အကျိုးများမှာပါနောက်ဆုံးဆရာတော်စိတ်ချတဲ့အဲကုသိုလ်တစ်ခုဖြစ်သွားလိမ့်မယ်လို့မြင်မိပါတယ်အဲ့ဒါပါပဲအဲ့တော့ဘုံမအခုလည်းဟောမာတွေကလည်းအများကြီးမောဘူးကဲ meditation ထိုင်ရမယ်ဘလို့ထိုင်မယ်ဆရာလေးရှိတဲ့ method ပေါ်မှာဆရာလေးပြောတာလေးတွေဟိုထဲ့ပြောတာလည်းရှိလို့ကြောပြောလည်းရှိနိုင်ပေမဲ့ဘုံမကတော့ ဘုံမပြောလေးပဲတင်ပြလိုက်ပါပြီးတော့ဆရာတော်လာတဲ့အချိန်မှာဆရာတော်ပြန်ပြီးတော့အချောတက်လိမ့်မယ်ဆရာလေးတို့ဦးဇင်းတော်အကျန်းခိုင်မှာပေါ့အရင်တော့ဆရာတော်ဒီမှာလာပြီးသားဆိုပေမဲ့မတူတာကအာထုပ်ပုံလေးတွေကြတော့နည်းနည်းလေးစီတော့ကြွားကြမယ်နဲ့တူတယ်။ဘောင်းဆိုတော့ကိုဘွားမှာရှင်းတန်တာဘုံဘွားမိုးကုန်းတွေပဲရှင်းတန်တယ်။ဘုရားမူနဲ့တွားကျင်တယ်။ဆရာတော်ဥဒ္ဓမသာကြတော့သူ့ဘဝနဲ့ရှင်းပြီးတော့ဓမ္မမူသူကလည်းတွားတယ်။ဘာပဲပြောပြောဆရာလေးရဲ့အလုပ် တဘာရိတ်တာလို့ဘုံဘုံလို့တဘာရိတ်တာလို့တဘာရဲ့အဲတာနာပြုလုပ်ငန်းကိုထောက်မှတ်တဲ့သဘောပဲနော်အဲ့တော့ဘုံဘုံလူရာရှိလဲဆရာလေးကပြောအာမနာနဲ့ဘောင်းဆိုဆရာလေးတို့ကအဲကုဒ္ဓမတာရဒီလိုကြီးလုပ်နေတဲ့အချိန်မှာကုဒ္ဓမတာရလမ်းကြောင်းဒါမဲ့ကုဒ္ဓမတာရမလာခင်မှာဘုံဘုံသွားတဲ့လမ်းကြောင်းဘုံဘုံလမ်းကြောင်းလေးပဲဆရာလေးတွန်းကြည့်ဆရာလေးတို့ကခုနကတော့ဘုံဘုံကတင်လိုက်ရင်တပြည့်တည်းအကျိုးများမယ်ဆိုမမီတာကဒီဘက်ကအကျိုး level က တော့ business ပဲရှိတယ်။အဲ business မှာတော့ရသော်ဘုရားစပြီးတော့တရား ထိုင်တယ်လို့အဲ့ line ညွှန်မှာပဲရှိသေးတယ်။အဲပုံမှန်တော့အမြင်ရပါတော့။ဒါပေမဲ့ဘုရားထားခဲ့တဲ့ပြိတ္တကတုံးမှုဤကဲ9ရဓမ္မကဏ္ဍပေါင်း8400တော့သူကချပြလို့မရသေးဘူး။သူတို့ကအမှန်နဲ့အကျန်းတိုက်နဲ့တိုင်ရင်နဲ့သူတို့မှအငိမ့်တန်းနဲ့အဲ အေးဒါကိမ့်သွားပြီဆိုတော့ဆရာလေးတော်သာနာညာနေလူတွေကြီးပဲဖြစ်သွားမှာဒီလိုလေးဆရာဗျာတပီတော်ကမြန်မာနိုင်ငံမှာကျတော့ဒါအမှန်တရားပြောတာပေါ့မြန်မာနိုင်ငံမှာကျတော့အာဒီအာအပြီးတော့မှာဆရာတော်တွေပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒီမှာဆရာတော်တွေအများကြီးရှိတယ်တပီတော်တို့ဒီအရိယဆရာတော်တွေအရဟံအာတက်ဖြစ်သွားတယ်မဟုတ်ဆရာတော်တွေသိဉ္စဆရာတော်တွေအာနောက်လို့ရှိရင်စာပေပြန်ရတဲ့အာသူတော်ကောင်းတွေပေါ့နော် နောက်ပြီးတော့အပြီးတော်မှာဆက်ရတယ်ဆရာမတွေအများကြီးရှိတယ်ဗောနော်အဲ့တော့မြန်မာနိုင်ငံကတပည့်တော်တွေကိုဒီတရားကျင့်ရတဲ့ကျေးဇူးရှိဘလို့ဗောနော်ဒီမြန်မာနိုင်ငံရဲ့ကျေးဇူး အဆပ်ပေါ်မြတ်တရားကံကလေးပါတည်သူဆပ်ပေါ်ကတပိတော်ကဘုံမှာပြောမယ်ဆိုရင်မြန်မာနိုင်ငံမှာတိတ်ပြီးတော့တပိတော်မရှိတဲ့ကိစ္စရှိတယ်။အဲ့တော့ဒီလိုနေရာမှာကျတော့တပိတော်အရေးကြီးတယ်။အလုံးကိုက်နေတာ။ဒါမှဒီမှာဒီလိုနေရာကျတော့သူတို့တွေကတရားလည်းမရှိဘူးစိတ်ကြီးတော့မတက်သေးဘူးဆရာလေးလိုနေတယ်အဲ့လိုပေါ့နော်။ဆိုတော့ဒီလိုနေရာမှာပထမတော့တပိတော်သိဘူးဒီမှာမနေချင်ဘူးဗျာ။ဒါပေမဲ့တော့ခုရှိတာကလေတပိတော်မြန်မာနိုင်ငံကတကယ်ဒိတ်ဒိတ်ကျေးတယ်ပေါ့နော်။တကယ်အပြီးတော့မှဆရာလေးအဲ့လိုနေနေပြီးတော့ဆွေးနွေးကြရတယ်။တော်ချွေးကြတာနောက်ကလိုက်ပြီးတော့ဆရာလေးကိုမာ သလားဘာလဲအဲ့လိုလေအများကြီးအဲ့ဒါလေးရလေအဲ့ဒါလေးရတပြီးတော့အတွက်ကိုတကယ်ကျေးဇူးရှင်နေဖြစ်သွားတော့အခု strong ဖြစ်သွားတယ်ဗောမမမမဖြစ်သွားတယ်အဲ့တော့ဒီမှာကျတော့တပြီးတော့အတွက်ကိုအရန်လွှဲရသွားတယ်ဒါတကယ်သူတို့တွေကအာဒီအပြီးတော့မှနေတယ်တပြီးတော့အဲ့လိုမေးတယ်ဒါဆိုရင်ဘာလို့လဲစိတ်ဆိုတာဘယ်လိုမျိုးလဲအဲ့လိုအဆောင်မေးခိုင်းရတယ်နော်အဲ့ဒီမှာကတကယ်တကယ်ဟို သူတို့မေးလို့မရှင်းလို့ဆရာလေးကိုယ်တိုင်မရှင်းတာလေအခုဒီဘွက်ကြဘုံနဲ့မေးလို့ရတယ်မဟုတ်ဘူးအခုကကျတော့ F N လောက်ကိုမလိုတော့တာတော့အချစ်သမားလေးဆိုတော့ဒါပြတော့တော့အရင်ပို့ပြီးတော့ fine ဖြစ်သွားတယ်အဲ့ဒီလိုဒီမှာကျ A C ဆရာတော်ဘုရားအခုဆရာတော်ဘုရားကဒီမှာအာဟိုပါတော့နော်အာသမာဓိ ठी ठी ပေါ့မိစ္ဆာလေးပြန်သမာဓိ ठी ပေါ့နော်အဲ့ဒီဥစ္စာဒီ ठी ठी ပြုတ်ပြည့် ठी ပေါ့ပြန်ပြီးတော့အဲ့ H ကကျော်လို့ကိုမရဆိုနားမလည်နိုင်ဘူးဟုတ်ကဲ့အဲ့လောက်တော့ပေါ့နော်ဒီ ठी ဖြုတ်တဲ့အဆင့်ကိုတော့လုတ်ပေးပါဦးပေါ့ ပြန်ပြီးတော့ကသူတို့ကိုလည်းဟိုတင်ပေးတယ်ဗျာဘုံအတရားထိုင်နေချင်းတဆိုးကြတော့လေဒီလူဒီမှာကငါတော့အကုန်ငါတော့တော်တော်လေးရပြီဆိုတာမျိုးရှိကြတယ်အဲ့တော့သူတို့မေးလိုက်လို့ရှိရင်ဥကိုင်းကရဲ့အာစခန်းကို၃ချိန်ဖြစ်တယ်သူတို့1 course 2 course အဲ့လိုပြောတယ်အဲ့ဒါတရားစကားဆေးစကားတစ်ခေါက်တည်း one course ငါငါ three course လောက်ပြီးပြီးရင်အများကြီးရပြီပေါ့နော်အဲ့တော့ဒီမှာကသူတို့ တော့ going ga ရဲ့တပည့်တွေကိုပြရတဲ့ဆရာတွေကတပည့်တော့လားတွေ့ No အဆရာတွေကလာတွေ့ကကြတော့တပည့်တော်ကဆွေးနွေးနေဆရာတော်ရဲ့တပည့်တော်ကတော့မြန်မာနိုင်ငံလိုမျိုးအရင်ကတည်းကကြည့်ရတော့တော်တယ်လို့ပြောအဲ့ဒါကျတော့တွေ့ရင်လည်းကိုတကယ်ကျင့်ထားရင်တောက်ချောင်မှမရှိလားအေးပါရပါတယ်ချောက်လာပဲအေးတတိရှိလို့တော့ဆွေးနွေးလို့ရပါတယ်လို့တော့ပြောလိုက်တယ်ဘယ်လိုဆိုတော့ခဏလမ်းပေါ့အေးလမ်းလာတဲ့ ေါ့နော်ဆရာတော်ပြသူတို့ရဲ့အရင်ချင်းမပြီးသေးဘူး။ဒါပေါ့ကိုကနားမလည်ဘူး။ပြောရင်ပြောနေဘယ်ဟောမှလဲသူတော်ငုံတုံခိုင်ဗီဒီယိုမျိုးပြောရတာ။အဲဆိုတော့တကယ်လို့ဒီမှာလွဲလွဲနေနေပေါ့နော်။ဟိုအချိန်ကလေးတွေပဲအများဆုံးပြောရတဲ့အတွက်ကိုဒီမှာတော့ပြုနိုင်ရဲဆိုတာအချိန်ကြာမှာအစကျတော့အိန္ဒိယနိုင်ငံသွားရမှာ နိုင်ငံသားမှာဒီလိုစာပေသမားတွေအခုတခါလေးတွေ့ရတယ်ဆိုအဲ့လိုစာပေသမားတွေအဲ့လိုလူတွေနဲ့ဆိုရင်သူတို့စာပေသမားရဲ့ဘွဲ့အနေနဲ့လာရတာပါအတွေ့အားနဲ့ပါမှန်ပါဗျာကောင်းပြီဘာပြောကျွန်တော်ဆရာလေးလည်းအများကြီးရှင်းပြရေဘုံမလဲအရောက်ချင်းကနေ၃ကပ်ပေါ့မိနစ်30ရိုက်လိုက်ပါတယ်ဆရာလေးဒီလိုအောင်မြင်အေးရနေတာဝန်တာပါလေဆက်လက်သာနာပြုနိုင်ပါပြီဥဒမသာရဟာပါပြောပြောဘုံမနဲ့အတူရှောက်ခဲ့လို့ဘုံမနဲ့ဝါကြီးပြီးတော့အဲဘုံမကလည်းသူ့ကိုအားပေးတဲ့လူတစ်ယောက်ပါ ဒါပေမဲ့ပုံမလို့ရဲ့လမ်းနဲ့တွေ့လို့ပြောမှာပေါ့ပုံမဆောင်တော့နိဗ္ဗာန်ကတူတူပါပဲဟုတ်ပါတယ်ပုံမကတော့ဝီနီယိုအဲလေးစားပြီးတော့ဘုရားရဲ့တာနာကိုထွန်းလင်းစေခြင်းနဲ့ဆရာတော်ကတော့တာနာထွန်းလင်းဖို့ဆိုရင်ဝီနီယိုလည်းသူကအရင်မဆိုင်ဘူးပေါ့အဲအဲ့ဒါတော့ဆရာရဲ့ဆရာတော်ဥဒမတာရဲ့သဘောပေါ့ဒါကြောင့်လည်းမနိုင်ငံမှာတော့ဆရာတော်ကအပြောခံအစုခံလေးရှိတာပေါ့ဒီလိုပဲဖြစ်သကားမူဒီကနေ့တို့တွေ့ဆုံငန်းဟာအဲတာနာတော့အတွက်တော့ ဆရာလေးလှုပ်လဲနေဗံရောက်ဖို့ခမုံလှုပ်လဲနေဗံရောက်ဖို့အလုံးလဲနေဗံရောက်ဖို့ဥဒ္ဓမကနေဗံရောက်ဖို့ဒါကြောင့်ဘုရားမူကိုပဲကြိုးစားပြီးပြောကြမယ်နော်ခမုံမူလဲမပါဘူးဘုဘုံမူလဲမပါဘူးဆရာလေးမူလဲမပါနဲ့အေးဘုရားရဲ့မူပဲအဖြစ်ပါစေဥဒ္ဓမသာလာမူလဲမပြောနဲ့အဲဟုတ်အဲ့ဒါလေးနော်ကဲတပည့်တော်ကဟို ူကအပေါ်တက်လာပြီးပါအောင်ဆိုလို့ဘာအခက်လဲဆိုတော့ဆရာတော်နည်းနည်းကြီးစိတ်ပါလေတောက်မလားဘုခေကြီးဘန်းကတော့တခုရေတော့ဟိုနံပါတ်၁တခုကကျတော့ဆရာတော်ဟိုဒီအခုတပြီးတော့လို့ဒီမှာတရားဟောဖို့အတွက်ညာဘာလို့ရှောက်တဲ့တော့ဘယ်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 တရားဘွေးအတွက်ကိုပင့်လျှောက်ပြီးနှိမ့်နိုင်တာပေါ့။ကောင်းပြီ။အဲ့တော့ချမ်းသာပါသည်လွတ်မြောက်ပါသည်။